ပညာနောက်လိုက်ရမယ်လို့ကပညာကိုမလိုက်ဘဲနဲ့စီးပွားကိုရှာမယ်ဆိုလို့ရှင်တော့သူကဘရောမှာဘဝအထက်တန်းလောက်ရောက်လာနိုင်တာမဟုတ်ဘူး ပညာကိုငွေဖြစ်ဖန်တီးရမယ်ဆိုတော့ပတ်စံစီးပွားကိုတဲကြီးမဲကြီးလောဘစောထားပြီးရှာလို့မရအောင်အဲ့ဒီလိုလက်ဖမိုးတွေကိုကြည်ပြီးွားတော့မှလည်းလူတယောက်ကဇိမ်ခံရမှလားမခံရဘူးလားဆိုတော့သိနိုင်နေအားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့မိန်းကလေးတွေမှာလေလက်ချောင်းလေးတွေလက်ဖွာလေးတွေကိုဒီလိုလက်ဖမိုးလေးကြည့်လိုက်ပြီးဆိုရနဲ့လက်ကလေးတွေအရန်ကိုမှလှတဲ့မိန်းကလေးရှိတယ်လက်မလှတဲ့မိန်းကလေးတွေရှိတယ်တချို့မိန်းကလေးတွေရဲ့လက်ကလေးတွေကအယိုးစစ်ကလေး လေးတွေတွေ့ပြောင်းနေပြီးွားတော့မှချိရတာတိတ်ပြီးွားတော့မှပေါ့နော်ဟိုချိလို့တိတ်ပြီးတော့မလှအောင်ပေါ့နော်တချို့ရဲ့လက်ကလေးတွေကြတော့ဖူးဖူးဖောင်းဖောင်းတုတ်တုတ်ကလေးတွေနဲ့ချောချောအီအီဆင်းဆင်းလေးတွေရှိတယ်လက်ပုံစံလေးတွေရှိပါတယ်ဒါလေးတွေကိုဆီယမအနေနဲ့ပြောပြပေးခြင်းပါတယ်ရှင်ဆီယမတို့လက်ဆုံလို့ရှိဒီလိုချလိုက်ပြီးဆိုရနဲ့လက်ရဲ့ဒီရိုးအစစ်တွေရေစာလေးတွေဟာ ဒီပပလေးတွေနဲ့ရိုးအစစ်တွေကဒီမှာလက်ချောင်းရဲ့ရိုးအစစ်တွေကကြီးနေတယ်။အဲကြီးနေပြီးတော့မှအချိုးလေးတွေတချို့လေးတွေပေါ်နေတယ်။အဲ့လိုမျိုးမှလုံးဝမပေါ်တဲ့သူတွေလည်းရှိတယ်။လက်ကလေးကဖူးဖူးဖောင်းဖောင်းလေးတွေနဲ့ပေါ့နော်လှတဲ့မျိုးသမီးလေးတွေဒီလိုမျိုးဆင်မတို့လိုဒီလိုပုံစံမျိုးလက်ရိုးအစစ်တွေနဲ့ဖွဲ့စည်းထားပြီးတော့အချိုးအစစ်တွေတချို့နေရာတွေပေါ်နေမယ်။ရိုးရည်ကနည်းနည်းပါပြီးတော့လက် ပုံစံလေးကမလှတဲ့ဘက်ကိုသွားနေတိုင်းဆိုလို့ရှင်ဒီမျိုးသမီးတွေကသူပညာကိုတောင်ငွေအဖြစ်ဖန်တီးရမယ်ပညာကိုငွေဖြစ်ဖန်တီးရမယ်ဆိုတော့ပတ်စံစည်းဝါးကိုတဲကြီးမဲကြီးလောဘစောထားပြီးရှာလို့မရဘူးဥပမာဆီအမ ဖြစ် like ပါဆိုလို့ရှင်ဆရာမဆိုလို့ရှင်ဝန်ထမ်းလုံးလုပ်ခဲ့တယ်။ဒါပေမဲ့ပညာဝန်ထမ်းလုံးမှာတတ်ပါသလောက်စိတ်ပါဝင်စားမှု မရှိခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဒီဝန်ထမ်းလုံးကပညာထိုက်တင်သလောက်မရှိတဲ့အတွက်ငွေဖြစ်ဖန်တီးမရခဲ့ပါဘူး။အခုနက္ခတ်ပိနေတဲ့လက္ခဏာဟောတဲ့နေရာမှာတော့ကိုယ့်ရဲ့ပညာကိုငွေအဖြစ်ဖန်တီးနိုင်ခဲ့ပါတယ်။တချို့ကတော့ဒီဘေးရင်ဆရာဒီအစီရင်ဘိုင်းဆရာ အထဲမှာမှလက်ဖူးဖူးဖောက်မောက်လေးရှိတယ်။သူတို့ကကြတော့ဘေးရင်ကိုဟောတဲ့နေရာမှာစီးပွားရေးပုံစံနဲ့ဘေးရင်ကိုလှုပ်ရှားလို့ရပါတယ်။ပညာနောက်ကိုတိတ်မလိုက်လေဖြစ်တဲ့လက်ပုံစံလေးကွာဝါလို့ဖြစ်ပါတယ်။ဥပမာပညာနဲ့ဘေးရင်တွက်ပေးရမယ်။ဒါကိုတိရဲ့အပိုင်းဝယ်ကိုပြောရမယ်နော်။ဟိုနက်ခဘေးရင်နဲ့ဟောပြောပေးရမယ်ဆိုသူတို့ပညာရက်တွေကိုအစဉ်တစိုက်မလိုက်တော့လည်းရတယ်။ဘာလို့လဲဆိုဒီတိုင်းသူတို့အဆောင်ရှောက်တွေနဲ့သူတို့ဘောနော်အဆောင်ရောင်းတာတို့ ဆေးရောင်းတာတို့လက်ပတ်ရောင်းတာတို့အဆောင်ရောင်းတာတို့ရေမွေးရောင်းတာတို့ဖိုဆေးဒီဆေးပေါ်ပြီးတော့ပြီးရစေတို့စီးပွားရေးအနေနဲ့စုံစားလို့ရတယ်ပေါ့နော်ဒါကိုတည့်ရဲ့နယ်ပယ်ကိုကိုပြောတာဒီလိုလက်ပုံစံမျိုးတွေရကြတော့သူပညာကိုအရင်ရှာမယ်လက်တွေဖြစ်တယ်ပညာမရှိဘဲနဲ့စီးပွားရေးသွားလုပ်လိုက်လို့မရအောင်အယောင်းဝယ်တစ်ခုခုလုပ်မယ်ဆိုလို့ရှင်တော့မှအဲ့ဒီကိုရောင်းမဲ့ပစ္စည်းရဲ့ ကာကြီးကနေအာတီကိုနောချင်ရောလေဘယ်တိုင်းကိုတိနေမှာရောင်းတလို့ဝယ်လို့ရမယ်လက်ပုံစံนี่ဖြစ်ပါတယ်ရှင်အဲ့ဒီလိုလက်ဖမိုးတွေကိုကြည့်ပြီးွားတော့မှလဲလူတယောက်ကဇိမ်ခံရမှာလားမခံရဘူးလားဆိုတာကိုတိနိုင်နေတချို့ရဲ့ဆရာတော်ဖျားကြီးတွေကလက်ကလေးကိုဒီလိုလေးတွေတင်ငန်းအရှိမှာခြုံလာရှိမှာထုတ်ပြီးတော့ထားတာတယ်မမတ်ထိုင်ပြီးွားတော့ဓာတ်ပုံရိုက် ခံတော်မူခဲ့တဲ့ဆရာတော်ဖျားကြီးရှိပါတယ်ထေကြီးဝါကြီးဆရာတော်ဖျားကြီးတချို့ရဲ့လက်စစ်တွေကြည့်ပါ ဖူဖောင်းမိွားတော့မှအယိုးအစ်စ်တင်းနဲ့ကြောရီနဲ့ရိုးရီကတ်နေဆရာတော်ကြီးရှိတယ်။ဒီလိုဆရာတော်ကြီးကအကြောင်းသင်ငန်းနဲ့စီးတော်ရင်ကြီးတွေနဲ့ဆိုတာထက်ကိုတရားအားထုတ်ပြီးွားတော့အစာရေစာနဲ့ပတ်သက်လို့ချိုးချံချွေတာပြီးသတင်းသုံးရင်းနဲ့မှတရားထူးကိုရရှိခဲ့တယ်ပေါ့နော်။ဒါပညာရဲ့အနောက်ကိုလိုက်သွားတာတိလ တမာတိထပ်ပေါင်းလိုက်သွားတာမျိုးဖြစ်ပါတယ်။ဒီတော့လက်ဖမိုးလေးတွေကိုကြည့်ခြင်းအဖြစ်လဲလူတယောက်ရဲ့ပညာရှာလို့ရမှာလားစီးပွားရှာလို့ရမှာလားဆိုတာကိုကြည့်လို့ရတယ်ဒီလိုမျိုးကြည့်လိုက်လို့ရှင်တချို့အမျိုးသမီးလေးတွေရဲ့လက်ကလေးတွေကပုံမှန်ထက်ကိုမှတ်လာတဲ့အပိုင်းကိုသွားနေတဲ့အမျိုးသမီးလေးတွေရှိမယ်ဆိုလို့ရှင်တော့သူတို့ရဲ့အိမ်တော်ရေးတွေကမကောင်းတော့ကြပါဘူး ။ဘာဖြစ်လို့လဲဆိုတော့အမျိုးသားရဲ့ဒီစီးတဲ့ဥစ္စာကိုခံစားနိုင်မှုခင်းရင်သွားပြီးကိုကိုတိုင်းရေချင်းတွေနဲ့ငွေရေးကြေးရှာဖွေမှုစွမ်းအားမှာထောက်တုံးမှာပဲရတော့မယ်။အမျိုးသားရဲ့သူက ထောက်ပတ်အပံ့ပိုးအကူအညီတွေကိုရနိုင်တဲ့အတိုင်းအတာမှာမရှိတော့ဘူးဒီလိုမျိုးလက်ပုံစံလေးတွေလိုချလိုက်တာနဲ့တရလွန်လေးတွေကြီးလို့ကတိတ်မလာတော့ဘူးဆိုရင်အိမ်တော်ရေးကန်ခင်နိုင်တဲ့အထဲမှာရေဘူးရသုံးသက်လို့ရတယ်သို့တော်လည်းပဲလက်ပုံစံအရန်လက်ပမိုးတွေဖူလို့ဖောင်းလွန်သွားပြီဆိုလို့ရှင်တော့ရှီလွန်အားကြီးပြီဆိုတော့ဒါတပိုင်းဖြစ်ဒါကဇိန်ခံတဲ့လက်ကိုမှအနုပညာလက်ထဲမှာမှစိုက်ကိုဘက်ကို ရောက်သွားတဲ့လက်ရှိရဲ့တချို့ကကြတော့တဏဆက်စီဘက်ကိုဦးစားပေးပြီး ီးအဲ့ဒီ line မှာအာတန်ပြီးဘဝကိုအညွတ်တက်လိုက်တယ်လို့မျိုးလက်ပုံစံမျိုးဖြစ်သွားတယ်အစင်တန်းမြင့်နေတဲ့နေရာပဲပေါ့နော်စိန်ခံလုံးနဲ့ဘက်ကိုရောက်သွားတယ်လက်ပုံစံအရန်ညံ့သွားပြီဆိုတော့ဒါပညာနဲ့လည်းမဟုတ်ဘူးစီးပွားရေးနဲ့လည်းမဟုတ်ဘူးဘာဖြစ်သွားမှာလဲဆိုတော့ तू ကအရေးချင်းအစွမ်းစမပြနိုင်တဲ့တာမန်လက်လုံလက်စားအခြေခံလူရန်စားပဲဖြစ်နေပါတယ်။အဲဆီယမ၃သပ်ပြတဲ့အပိုင်းလေးကတော့ဒီသဘောတရားအရင်ကျင်မြင့်ကျေပြက်နေ ဟိုအချိန်နဲ့ပြောရမယ်ဆိုလို့ရှင်တော့မှာ1000တညလို့ပေါ့နော်အနည်းဆုံး10နာရီလောက်ပြောမှာပဲဒီသဘောတရားလေးကတည်သွားမှာဖြစ်တဲ့အတွက်ကြောင့်ဆရာမကတော့အချင်းချုံပြီးတော့ပဲပြောပြပေးလိုက်ပါတယ်ဒါကြောင့်မလို့ဒီအပိုင်းလေးကဏ္ဍလေးကအရင်ရေးကြည့်ရယ်ကိုယ်လက်ပုံစံကိုကိုကြည့်ပြီးတော့ကိုကိုကိုသုံးသပ်မယ်ပညာနောက်လိုက်ရမယ့်လူကပညာကိုမလိုက်ဘဲနဲ့စီးပွားကိုရှာမယ်ဆိုလို့ရှင်တော့သူကဘရောမှာ ဘဝအထက်တန်းလောက်ရောက်လာနိုင်တာမဟုတ်ဘူးအဲ့လိုပဲစီးပွားရေးမှာလဲလောဘစောတွေထပြီးွားတော့ကိုယ့်လက်ကစီးပွားရှာလို့ရတိုင်းပညာနောက်ကိုမလိုက်ပဲနဲ့နေမယ်ဆိုလို့ရှင်တော့ကျမကြီးနဲ့ပတ်သက်လို့ထိခိုက်တတ်တာလေးတွေဖြစ်တယ်ဖြစ်နိုင်တယ်ဆိုတဲ့ကြောင့်ဆင်မတတ်တဲ့ထုံမှပြောကြပြလိုက်ပါတယ်ရှင်အားလုံးပဲကျမချမ်းသာပြီးဘုသူတရီလေအသိပညာရည်လေတိုးကြပါစီရှင်